ဟုတ်မင်္ဂလာပါဒီအမွေဆိုင်ဇနီးများဆိုရရွှေရှင်ကားကြီးမှာဂျူလီယာယူရာဆိုတဲ့ဒီကောင်မလေးဖြစ်တည်ဆောင်ထားပါရဲ့ရှင်အဲဒီကားမှာကျတော့တခြားနဲ့မတူဘူးဆိုတာတော့ဂျူလီယာရုပ်ရှင်မှာဆိုအေးတာများတယ်ဒီနော်အေးတာများတယ်အဲ့လိုအလောင်အဆူအယမ်းစွာတာဟာဒါအခုရုပ်ရှင်မှာဆိုဒါအရန်ဒီလောက်စွာတာကခါမကဂျူလီမရိုက်ဘူးပေါ့နော်ဒါတော်တော်စွာထားတာပေါ့။အမသိမဲ့နွား။ဂျူလီယာ အဲရှူတီမာကတော့ဒါကတော့တောင်းနဲ့တောင်းမတဲ့ဘူးရန်သူတွေအဲဆိုပေမဲ့လည်းမိသားစုဟာမိသားစုပဲပေါ့နော်ဟိုတစိမ်းအဲ့လိုတောင်းနဲ့တောင်းမတဲ့ဘူးမုံကြတာနဲ့မိသားစုတောင်းနဲ့တောင်းမတဲ့ဘူးမုံကြတာတော့ဟိုနည်းနည်းတော့ကွာမယ်ထင်တယ်သူရေးရရှိရဟိုဆိုတော့တစိမ်းနေကြတော့ဒါ AC ပဲလေမုံတာပဲရှိရမိသားစုကြတော့အဲအရန်တယောက်ကိုတယောက်မုံနေပြိုင်နေဆိုပေမဲ့ အဲ့မိသားစုတွေကိုသတိဝင်လာရင်ပြန်ပြီးစီလုံးကြတာပေါ့နော်ဘယ်လိုမျိုးပေါ့နော်ဒီပုံဖော်ထားမလဲဆိုတော့ဂျူလီဟိုအသေးချာမသိဘူးအရန်စိတ်ဝင်စားရတယ်ကိုကိုတိုင်းကကြည့်ရတဲ့အချိန်မှာတချို့နေရာကြီးဆိုပရိသတ်တယောက်အနေနဲ့ပြန်ခန်းစားပြီးကြည့်ရတယ်ပေါ့အဲ့အဲ့ feeling ကလေအရန်သဘောကျတယ်ဘာလို့ဆိုတော့ဒီကအစအနေဆုံးဒီမှာလေဟိုဘယ်လိုရမလဲအေးသွားတာမရှိဘူးဟိုပြီးတော့ဟို ဟိုအီသွားမှာမရှိဘူးအကုန်လုံးကလေအတက်တည်းရဲဆိုတော့လေဇက်သိန်းနဲ့အထိတက်သွားပါဗောနော်အရင်ဘွားကြပါတယ်အမွေလိုချင်လို့ယူရာရောအပြိုင်ကျဲချင်မှာကျဲကြတာဗောအဲဒီကားမှာအာအမတရားဖြစ်တဲ့စင်းတွေတော့အများကြီးပါပဲအဲ့ထဲမှာမှဦးယောက်ျားနဲ့အမေနဲ့ဂျားတဲ့မှာဟိုပြန်များတဲ့စင်းလေးဆိုအမတရားဖြစ်ပါရောနောက်တစ်ယောက်နဲ့ကဖောက်ပြန်မယ် က်ပါကြပါဘူး။အော်အဲ့ဒါကတော့ဟိုအမေကိုစိတ်မရှိလို့ပေါ့နော်။အမေရဲ့အရန်ကိုဟိုက်ပါဖြစ်နေတဲ့ဟိုစိတ်တွေပေါ့နော်။အမေတအားကိုဒီကိစ္စနဲ့ပတ်သက်ပြီးအရန်ကိုအရန်ဖြစ်နေပြီးအမေကအဲ့တော့ကိုကလည်းဟိုသူတို့အမေလိုမျိုးတော့ဟိုတစ်ဖက်ကိုမုန်းတယ်။ဒါပေမဲ့အမေလောက်တော့မဟုတ်ဘူး။ယောက်ျားကိုတော့ချစ်တယ်။ဆိုတော့အမေကကြတော့သူသဘောမတူတဲ့ယောက်ျားဆိုပြီးသူကမုန်းတယ်ပေါ့။အဲ့အတွက်အာဒီအမေကိုအဲ့လိုမျိုးဒီပြန်ပြန်ပြောတယ်ပြန်ပတ်တာပေါ့နော်အဲ့ဒါလေး ဂျူရနောက်နဲ့တယောက်တိုက်ယူမယ်မယ်အဲပထမဦးဆုံးအနေနဲ့ချူလေးကို ကြည့်မြင်မဲ့အမြင်ကတော့အားစွာတာပဲစွာလိုက်တာကက်ကက်ကိုလန်နေတာပဲပေါ့နော်အဲ့လိုမျိုးလေးတော့မြင်ရမယ်ဟဲ့ဒီကားကိုကြည့်တဲ့အချိန်မှာတော့ဩအပြင်မှာဖြစ်နေတဲ့အတိုင်းပဲတချို့ဟိုမိသားစုတွေဆိုရင်ဒါအပြင်မှာအဲ့လိုမျိုးလေးရှိကြရလေဒီကားကိုကြည့်ခြင်းအပြင်အပြင်မှာလည်းဒီလိုမိသားစုတွေရှိတာပဲဒါလေးကိုရိုက်ပြထားရလို့လည်းမြင်ရမယ်ပြီးတော့တယောက်ကိုတယောက်စွာတဲ့အထဲထဲမှာဟိုမှာလူအမျိုးမျိုးပေါ့နော်ဟိုဘယ်လိုရမလဲဟိုခံဘက်ကကြီးပဲဒါပေမဲ့အရန်ကိုအာကျဲတဲ့အတွက်ဟိုကို့အပြစ်လိုပဲအထင်ကန်းတာမျိုး ရှိသလိုဟိုပျော့ပျော့လေးနဲ့အဲ့လို drama တွေချိုးပြီးအတွင်းထဲကနေအရန်ကောက်နေတဲ့လူတွေလည်းရှိရပေါ့နော်ဒါကြီးလည်းပြိတ္တတွေမြင်ရမှာပါဟုတ်အခုအချိန်ကြာမှာအိမ်ပေါ်တက်လာအမွေလိုချင်လို့ယူရာရုံနဲ့အပြိုင်ကျဲချင်မှတော့မမိရဲကျဲကြတာပေါ့အာချူလေးတို့တွေပေါ့နော်မြ мян ဆန်ဆိုင်နဲ့ပါဝင်ထားတဲ့ဒီအမွေဆိုင်စနီးများဆိုရုပ်ရှင်ကားကြီးကိုကြည့်မယ်ဆိုလို့ရှိရင်တော့ပြိတ္တတွေကအာအမလို့အမရကြီးလည်းဖျားမဲ့ ူလေးတို့နဲ့အတူဒေါသကြီးလည်းထွက်ရမယ်ပြီးရင်ချူလေးတို့ဒေါသထွက်တာတွေကိုကြည့်ပြီးရောရီရတာကြီးလည်းရှိမယ်ဒီကဟာသားအိုက်တင်တွေဘာတစ်ခုမှမလုပ်ထားဘဲနဲ့ပရိသတ်တွေရီမောပျော်ရွှင်ရတာကြီးလည်းရှိမယ်ပရိသတ်ကိုပေါ်တော့ယတမျိုးစုံပေးစွမ်းနိုင်မယ်လို့ချူလေးကတော့မြင်ပါတယ်ဟိုဟာတွေကိုမမြင်ချင်းလို့တမင်တကမိုးချုံမှပြန်လာတာမှမိရဲ့အမွေနဲ့ပတ်သက်ပြီးတော့လေတကယ်ဆိုလို့ရှိရင် အပြင်မှာဒါမျိုးတွေရှိကြရလေဒါပေမဲ့မိသားစုဆိုတာမိသားစုလိုပဲအဲချစ်ချစ်ခင်ခင်စီစီလုံးလုံးနဲ့ဒါနေမယ်ဆိုလို့ရှိရင်တော့အင်မတန်ပျော်ရွှင်စရာကောင်းမယ်ဆိုရင် message လေးလေးရမယ်လို့ထင်ပါတယ်ဒီကားကိုလာကြည့်ပေးဖို့လည်းဖိတ်ခေါ်ချင်ပါတယ်ရှင့်အမသိမယ်နွားသူရ အမွေဆိုင်ဇနီးများဆိုရရုပ်ရှင်ကားကြီးကိုမြန်မာနှစ်စံတရက်နေ့18ရက်နေ့ရနေစပြီးတော့မြန်မာတနင်္ဂနွေလုံးမှာရှိရရုပ်ရှင်ရုံတွေမှာရုံတွေပြသပါပြီဂျူလီယိုနဲ့အတူတူတဖွဲ့လုံးကမင်းမြိုင်ဆိုင်ဆိုင်အကောင်းဆုံးစူးစမ်းထားတာဖြစ်တဲ့အတွက်လာရောက်ကြည့်ရှုအားပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်